မင်္ဂလာပါဒီချက်ကတော့ grade 7သိပ္ပံသင်ကြားပေးမယ့်ဒီချက်ချမ်းဖြစ်ပါတယ်။ကဲဒါတော့သမီးတို့ကို အခန်း6စွိုင်းအမျိုးမျိုးကသင်ခန်းစာ1အတန်ကျောင်းကိုဒီချက်ကပြောပြပေးမှာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီချက်တို့စာရအောင် အခန်း6စွမ်းရည်အမျိုးမျိုးအဲ့တော့ဤသင်ခန်းစာမှာတော့တကယ်လို့စက်တမာရ၌သင်ယူခဲ့တဲ့စွမ်းရည်အမျိုးမျိုးအတန်အလင်းအပူကိုတကယ်လို့လူမှုပအဝင်ခြင်းမှာအသုံးချနိုင်မှုကိုဆက်လက်လေ့လာသင်ကြမှာပဲဖြစ်တယ်အဲ့တော့လူတွေရဲ့နေ့စဉ်ဘဝမှာဆိုလို့ရှိရင်လက်တွေ့အသုံးပြုနေတဲ့စွမ်းရည်အမျိုးမျိုးကိုတကယ်လို့အခြေခံသဘောတရားနဲ့ဆက်ဆက်သင်ယူကြရမှာပဲဖြစ်တယ်ထို့ကြောင့် ကျောင်းသားများဟာမိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့စွမ်းရည်အမျိုးမျိုးကိုလက်တွေ့အသုံးချတတ်လာမှာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီကျတို့အတန်အတန်ကြောင့်ဖြစ်ပေါ်သောတုံခါမှုဂျားကန်တဲ့တခုကိုဖျက်သွားခြင်းအဲ့တော့အတန်ဆိုတာကဒီကျတို့အရာဝတ္ထုများတုံခါခြင်းမှာဖြစ်ပေါ်လာပါတယ်။အတန်သွားရင်ဒရတာဂျားကန်တဲ့အခဲအရေအဟွေတမျိုးမျိုးလိုအပ်တယ် ကြောက်ခဲတလုံးကိုတကယ်လို့ရေပြင်၌ပစ်ချလို့ရှိရင်တော့ရေမျက်နှာပြင်၌လှိုင်းဝိုင်းများဖြစ်ပေါ်ပြီးထိုလှိုင်းဝိုင်းတွေဟာတရွေ့ရွေ့ကျဲသွားကြောင်းကိုတွေ့နိုင်တယ်။ထိုသဘောတရားကဲ့သို့ပဲတကယ်လို့ခေါင်းလောင်းထိုးလိုက်တဲ့အခါမှာလည်းဒုံခါမှုကြောင့်လေထဲ၌အဘက်ဘက်သို့ပြန့်နှံ့သွားပြီးတော့မှလှိုင်းဝိုင်းများဖြစ်ပေါ်ပြီးတော့တကယ်လို့နားကိုထိရိုက်တဲ့အခါမှာခေါင်းလောင်းမြည်တမ်းကြားရတာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တကယ်လို့လုပ်ငန်းလေးကိုလက်တွေ့ဆန်းသက်ကြည့်အောင် တော့တောင်းသူမျိုးရဲ့အကြောင်းသုံးဖတ်စာအုပ်မှာပါတယ်။စာမျက်နှာ82ကပုံ6တဲ့အတန်ဖြတ်တန်းသွားရင်ဒရတာကြားကနေလူအကြောင်းစမ်းသက်ချက်ဆိုတဲ့ပုံလေးကိုကြည့်ပြီးပါ။ကဲဒါဆိုရင်ဒီချေတို့လုပ်ငန်းအဲ့တော့အတန်ဖြတ်တန်းသွားရင်ဒရတာကြားကန်တဲ့လူအကြောင်းကိုတချေတို့စမ်းသပ်ပါမယ်။အဲ့တော့လျှက်စစ်ခေါင်းလောင်းကိုတချေတို့နော်ပုံ6တဲ့အတိုင်းမှာပြထားတဲ့အတိုင်းပဲလေဆုပ်ဆက်ဖြစ်ဆက်သွယ်ထားတဲ့ဘဲကြားအတွင်းတိုင်းချိတ်ဆွဲထားပါတဲ့။ ကဲဟုတ်ပြီအဲ့တော့ဒီချေကတော့အခုဓမ္မပြင်ဆင်ထားတယ်ဗောနော်အဲ့တော့ဒီချေတော့လေဆုပ်ဆက်လို့ရတယ်ဆိုတော့ဒီချေတော့ကလေဆုပ်ဆက်အစာဒီချေကဟုတ်ပြီနော်စေထိုးပြုံနဲ့ဒီချေကလေကိုဆုပ်ထုတ်မယ်ဟုတ်ပြီနော်ကဲဒါဆိုတော့ဒီချေတော့လေဆုပ်ဆက်လို့မျိုးတော့လေရက်ဆက်လို့မျိုးတော့ဒီချေတော့အတန်ကြီးကရှင်းရှင်းပြောက်ထွက်သွားတာရရတော့မရှိဘူးဒါပေမဲ့လေကတဖြည်းဖြည်းနဲ့ဒီထဲကနေမရှိတော့ဘောနော်ညော့သွားလို့ရှိရင်တော့တဖြည်းဖြည်းနဲ့အတန်တိုးလာတာတော့တော်တော်များများတွေ့ရလိမ့်မယ်ကဲဟုတ်ပြီနော်ဒါဆိုရင်ဒီချိန်ကတော်တော်များများတို့ကိုစမ်းသပ်ပြတ်ပါမယ် ကဲဒါဆိုရင်ဒီချက်ကလဲစစ်ခေါင်းလောင်းရဲ့ခလုတ်ကလေးကိုဒီချက်ဖွင့်လိုက်မယ်နော်။ဟုတ်ပြီ။ပြီးသွားရင်တော့ဒီချက်ကအတန်ကိုကြားနေရပြီနော်။ကဲဒီချက်ကဒီကောင်လေးနဲ့ဒီချက်အုပ်လိုက်မယ်။ဟုတ်ပြီ။ကဲအုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီချက်ကအခုဟုတ်ပြီနော်လေဆုပ်ဆက်နဲ့ဒီချက်ကစုံမယ်။အဲ့တော့ဒီချက်ကတော့လေဆုပ်ဆက်တော့မရှိဘူး။အဲ့တော့လေဆုပ်ဆက်မရှိဘူးဆိုတော့ဒီချက်ကတော့ဒီပိုက်ပေါ့နော်ဒီစီရိုးပြုံလေးနဲ့ဒီချက်ကလေဆုပ်မယ်။ ကဲဟုတ်ပြီဒါဆိုရင်ဒီကျဲကခလုတ်ကလေးပြန်ပေးလိုက်တော့မယ်နော်ပေးလိုက်ပြီအဲ့တော့ကျားခလုတ်ကလေးကိုပေးလိုက်ပြီဆိုတော့ဘာသမ်းမတော့မကြရတော့ဒါကတော့ဒီကျဲကတော့ပေါ့နော်ဟိုလေးဆုပ်ဆက်ကတော့လျှက်စင်းနဲ့မဟုတ်တော့တအားသမီးတို့အရှင်းကြီးပျောက်သွားတယ်လို့တော့မဟုတ်ဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့တိုးသွားတာကိုတအားသမီးတို့တွေ့တယ်နော်အဲ့တော့သူကဘာလဲဆိုရင်ဒီထဲမှာရှိတဲ့ဟုတ်ပြီနော်လေကနော်တကယ်လို့တဖြည်းဖြည်းနဲ့ဒီမှာလေဆုပ်ဆက်ကနေညော့သွားတဲ့အချိန်တော့အတန်လေးကပါတဖြည်းဖြည်းနဲ့အဲ့လိုမျိုးနဲ့ ပြောက်ွယ်သွားတာပဲဖြစ်တယ်ဗောနော်အဲ့တော့ဒီချင်းကတာတော့သမီးတို့ကိုရှင်းပြပေးပါမယ်ခေါင်းလောင်းကိုဒီချေတို့ကလျှက်စစ်တခဲများနဲ့ဒီချေတို့ဆက်လိုက်တဲ့အခါမှာခေါင်းလောင်းတန်ကိုကြားရတယ်အဲ့တော့ဘဲကြားအတွင်းမှာရှိတဲ့လေများကိုဒီချေတို့ကလေဆုပ်ဆက်နဲ့ဆုပ်ထုတ်လိုက်တဲ့အခါမှာခေါင်းလောင်းတန်ဟာတဖြည်းဖြည်းတိုးလာပြီးတော့မှလေကုံလူနီးပါးဖြစ်သွားတဲ့အခါမှာတော့ခေါင်းလောင်းတန်ကိုမကြားရတော့ပါဘူးเนาะခေါင်းလောင်းတန်ကိုဒီချေတို့မကြားရတော့ပါဘူး ဘဲကြားအတွင်းကတခြေတို့လေးဟာနဲ့ဖြစ်သွားတဲ့အတွက်ကြောင့်ခေါင်းလောင်းတံကိုတခြေတို့မကြားရတော့တော့လေတခြေတို့ဒီခေါင်းလောင်းထဲမှာရှိတဲ့တူလေးပေါ့နော်တူလေးကခေါင်းလောင်းရဲ့မျက်နှာပြင်ကိုအဆက်မပြတ်ရိုက်ခိုက်နေတာကိုတော့မြင်တွေ့ရတဲ့အတွက်ကြောင့်အတန်ကတော့ထုတ်လွတ်နေတယ်ဆိုတာကိုသိနိုင်ပါတယ်အဲ့တော့တခြေတို့ကတော့ဒီကလည်းတခြေကခလုတ်ပိတ်ထားလို့ပေါ့နော်ဒီထဲမှာရှိတဲ့ဒါအနီလေးနဲ့ဆိုတော့တာသူမျိုးတော့မမြင်အောင်ဒီထဲမှာတူလေးရှိတယ်အဲ့တူလေးကတခြေတို့ဒီတန်မျက်နှာပြင်လေးကိုသူကရိုက်နေတာ ဟုတ်ပြီနော်ရိုက်နေတာဆိုတော့သူကတီချယ်တို့ကဒီမှာလေဆုပ်ဆက်ကလေးနဲ့ဆုပ်လိုက်ပေးမယ်ဒီထဲမှာလေဟာနဲ့ဖြစ်သွားပြီမယ်ဒီတူလေးကခေါင်းလောင်းတန်လေးကိုရိုက်နေအဲကြောင့်မို့တီချယ်တို့တွေကအတန်လေးတိုးတဖြည်းဖြည်းနဲ့တိုးလာတာတိုးလာတာလေးကိုတွေ့ရပြီးတော့နောက်ဆုံးမှာဘာဖြစ်လဲအတန်လေးပျောက်သွားတာကိုသားတို့သမီးတို့တွေ့ရပါလိမ့်မယ်ကဲတီချယ်အခုသားတို့သမီးတို့ကိုလက်တွေ့လေးပြုလုပ်ထားတော့သားတို့သမီးတို့ပုံပြီးနားလေသဘောပေါက်မယ်လို့တီချယ်ထင်ပါတယ်တီချယ်နဲ့တူနောက်လုပ်ငန်းလေးမှာပြန်တွေ့မယ်နော် ကဲဒါဆိုရင်ဒီချေတို့အဓိကချက်ကလေးကိုကြည့်အောင်အဓိကချက်များအတန်ဖြတ်သွားရင်ဒီချေတို့ဈာကန်တဲ့တခုလိုအပ်ပါတယ်အဲ့တော့ဒွတ်သားဈာကန်နေမရှိတဲ့လေဟာနေနဲ့ဗလာနေဆိုတော့ဟင်းလင်းပြုံတော့ဒီချေတို့အတန်ဟာမဖြတ်သန်းနိုင်ပါဘူးကဲဒီချေတို့အတန်နှစ်အတန်ဈာရခြင်းလေးကိုဆက်ကြည့်အောင်နော်အဲ့တော့တအူးနဲ့တအူးတချို့အပြန်အလှန်ပြောဆိုဆက်သွယ်ခြင်းတွေဟာ နေ့စဉ်ဘဝမှာအရေးကြီးတဲ့အရာတစ်ခုပဲဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့နားဟာဆိုလို့ရှိရင်ပဝင်းကျင်မှာလာတဲ့အတန်တွေကိုမြည်တို့တုံ့ပြန်ကြအောင်လည်းတည်ထားရမယ်။အဲ့တော့အတန်ကြားရင်အတန်ဖြစ်ပေါ်စေတဲ့တုံ့ခါမှုအတန်ကိုတည်ဆောင်ပေးတဲ့ကြားခံနေဆိုရယ်လေရုနဲ့ခန်းစားကြားတည်တော့နားတို့လိုအပ်ပါတယ်။ကဲဒါဆိုရင်ဒီချေတို့လုပ်ငန်းတစ်ခလစ်ကိုဆက်ပြီးတော့ကြည့်အောင်လုပ်ငန်းတစ်ဒီချေတို့ပေါင်ဝင်းကျင်မှာလာတဲ့အတန်တွေကိုဒီချေတို့နားကတုံ့ပြန်ပုံကိုလေ့လာပါမယ်။ သားတို့သမီးတို့ရဲ့အကြောင်းသုံးဖတ်စာအုပ်မှာပါတဲ့စာမျက်နှာ84ကပုံ6နဲ့အတန်ကိုနာကကြားရပုံဆိုတဲ့ပုံလေးကိုကြည့်ပေးပါဒါဆိုရင်ဒီကျေလို့စာရအောင် စာပိုက်ကိုဖတ်ပြီးတော့မှ ပုံ6နဲ့မှာပါဝင်တဲ့အစိပ်ပိုင်းလေးတွေရဲ့အမည်တွေကိုဖြည့်ဆွတ်ပါတဲ့ကျွန်တို့ရဲ့နားကိုအဓိကအပိုင်း၃ပိုင်းနဲ့ဖွဲ့စည်းထားပါတယ်နားရဲ့အပြင်ပိုင်းဆိုတဲ့နရွက်နားရဲ့အလယ်ပိုင်းနဲ့နားရဲ့အတွင်းပိုင်းဆိုပြီးတော့ဖြစ်တယ်အဲ့တော့ထို့အပိုင်းတစ်ခုချင်းစီရာဆိုလို့ရှိရင်အတူတကွာ ပူးပေါင်းလှုပ်ဆောင်မှလာအစံကိုကြားနိုင်ပါတယ်အဲ့တော့နားရဲ့အပြင်ပိုင်းဟာတချို့လို့နော်နားရဲ့အပြင်ပိုင်းဆိုတာဒီလိုနေရွက်ပေါ့အဲ့ဒီနေရွက်ဟာဆိုလို့ရှိရင်တော့အတန်လိုင်းကိုလက်ခံရနေရဖြစ်ပါတယ်အကြားပြုံဟာဆိုလို့ရှိရင်တော့လက်ခံရရှိတဲ့အတန်လိုင်းကိုတချို့လို့နားစီကိုပို့ဆောင်ပေးပါတယ်အဲ့တော့ထိုးတုံကောင်မှုဟာဆိုလို့ရှိရင်နားစီနဲ့ကလျက်ရှိတဲ့သင်းငယ်တဲ့အယိုးများမှတဆင်နားရဲ့အတွင်းပိုင်းသို့ရောက်ရှိတယ်။အဲ့တော့နားရဲ့အတွင်းပိုင်းမှာ ောက်တစ်ချက်နားရွယ်အတွင်းပိုင်းမှာရှိတဲ့ခရုပတ်ပုံသဏ္ဍာန်ဆိုတဲ့နားရင်းပြွန်လင်ကိုဆက်လက်တုံခါစေပါတယ်အဲ့တော့နားရင်းပြွန်လင်အတွင်းမှာရှိတဲ့အရေတွေတုံခါမှုကြောင့်အကြာအာယုံကြောကိုတုံခါစေပြီးတော့မှ ထိုမှတဆင်အုံနောက်ကိုရောက်တဲ့အခါမှာနောက်တစ်ချက်တော့အုံနောက်ကိုရောက်သွားတဲ့အခါမှာတော့အကြာအာယုံမှ ကြားခြင်းကို ဖြစ်ပေါ်စေပါတယ်အင်းနည်းဖြစ်အတန်ကြားရပြီးတော့မှ အတန်အမျိုးအစားကိုပါဒီချေလို့ခွဲခြားနိုင်ပါတယ်အဲ့တော့တာဝန်သမီးတို့ရဲ့အကြောင်းသုံးဖတ်စာအုပ်မှာစာမျက်နှာ84ရာပုံ6နှစ်နားရဲ့အစိပ်ပိုင်းပုံလေးတွေကိုကြည့်ပေးပါဟုတ်ပြီနံပါတ်1ကဘာဖြစ်မလဲဟုတ်တယ်နံပါတ်1ကတော့နားရဲ့အပြင်ပိုင်းဟုတ်ပြီနံပါတ်2နံပါတ်2ကလေးကတော့နားရဲ့အလဲပိုင်းဟုတ်တယ်။နံပါတ်3လေးကရောဟုတ်တယ်နားရဲ့အတွင်းပိုင်း။နံပါတ်4ကရောနရွက်။နံပါတ်5လေးကရောဟုတ်တယ်အကြာပြွန်း နံပါတ်6ဟုတ်ပြီနံပါတ်6ကတော့နားစီနံပါတ်9ဟုတ်တယ်နားရင်းပြုံလင်းနံပါတ်8ကလေးရောဟုတ်တယ်နံပါတ်8ကလေးရောအကြအာယုံကြောများပဲ ဖြစ်တယ်ကဲဒါဆိုရင်ဒီချက်အခုပြောပြလိုက်တာကိုသားတို့သမီးတို့ရဲ့မဆုစာအုပ်လေးထဲမှာရေးပြီနော်ကဲဒါဆိုလို့ရှိရင်ဒီကျတော့လုပ်ငန်းနဲ့ကလေးကိုဆက်ပြီးတော့ကြည်ရအောင် ဲ့တော့ကျွန်ုပ်တို့နားရင်းရှိတဲ့အယိုးများဟာဆိုရင်ကျွန်ုပ်တို့ ခန္ဓာကိုယ်မှာရှိတဲ့အယိုးများတွေမှာ အသေးဆုံးဖြစ်တယ်အဲ့တော့နားဟာအာယုံခံစားမှုမြင်မာတဲ့အတွက်ကြောင့်ရင်းကို မထိခိုက်စေရန်တချို့ကဂယုပြူရမှာပဲနော်အဲ့တော့အချားအာယုံကို ထိခိုက်စေတဲ့အရာတွေကိုပေါ်ပြပေးပါတဲ့ကဲအဲ့တော့အချားအာယုံကိုထိခိုက်စေမဲ့အရာလေးတွေကိုတအားသမီးတို့စဉ်းစားကြည့်ပါဦးဘာတွေဖြစ်မလဲ ဟုတ်တယ်တချို့အသံကိုဗောနတချင်းသံတချင်းသံနေအသံတွေကို အလုံးကျဲလောင်စွာနားထောင်ခြင်းပြီးရင်နားရဲမှာရှိတဲ့မာကြောတဲ့အရာတွေတချို့เนาะမာကြောတဲ့အရာများထိုးထည့်ခြင်းဒါတွေဟာတချို့အထဲမှာရှိရဲ့နားထဲမှာရှိရဲ့နားစီကိုထိခိုက်စေတဲ့အတွက်ကြောင့်ပဲဖြစ်တယ်ဗောနော်ကဲနောက်ထပ်မေကုန်းလေးတစ်ခုထပ်ကြည့်အောင် ထိုအရာတွေကိုပြုတ်လုံမယ်ဆိုလို့ရှိရင်တဲ့အချားအာယုံချိုရင်းသွားဒီမှာအဖက်ကြောင့်လေအဲ့တော့တကယ်တော့ခொနည်းအရုံးကလို့ပြောသလိုအတန်တွေပေါ့နော်အဆူညံနေတဲ့အတန်တွေကိုအရန်ကျေလောင်စွာနားထောင်လိုက်မယ်ပြီးသွားရင်နားထဲကိုမာကြောတဲ့အရာတွေထိုးထည့်မယ်ဆိုလို့ရှိရင်အချားအာယုံချိုရင်းသွားနိုင်တယ်ဒါဆိုလို့ရှိရင်တဲ့ဘာကြောင့်လဲပေါ့နော်ဘာကြောင့်ဒီလိုမျိုးအရာတွေလုပ်လို့ရှိရင်အာယုံကြောချိုရင်းသွားနိုင်တာလဲတဲ့ကဲဒါဆိုရင်တကယ်တော့အဖြေလေးဖြေကြည့်အောင်ဟုတ်တယ်တကယ်တော့နားစီမှာရှိတဲ့အမေးပါဟာတကယ်တော့အမေးပါများ ေါက်ပြဲပျက်စီးပြီးတော့မှထုံထိုင်းသွားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်နားထဲမှာရှိတဲ့နားစီရဲ့အမိပါလေးကပါပါလေးနော်အားလေးထဲထားလို့ရှိရင်သူဟာပေါက်ပြဲသွားရင်ဒီကျွန်တော်အတန်တွေကိုမကြားရတော့ဘူးကဲဒါဆိုရင်ဒီကျွန်တော်အဓိကချက်ကလေးတွေကိုကြည့်ရအောင်အဲ့တော့အဓိကချက်များအတန်ကြားရရင်အတန်ဖြစ်ပေါ်စေတဲ့တုံခါမှုအတန်ကိုတည်ဆောင်ပေးတဲ့ကြားခံတယ်ဆိုတော့လေထုနဲ့ခန်းစားကြားသိတဲ့နားတို့လိုအပ်ပါတယ်အဲ့တော့နားမှာအဓိကအဖြစ်အပိုင်း၃ပိုင်းရှိတယ် အဲ့တော့အပိုင်းတစ်ခုကျင်းစီရာဆိုလို့ရှိရင်တော့အတူတူကပူးပေါင်းလှုပ်ဆောင်မှသာတကယ်လို့အတန်ကို ကြာနိုင်ပါတယ်။နားဟာဆိုလို့ရှိရင်တော့အာယုံခံစားမှုမြင့်မားတဲ့အတွက်ကြောင့်ရင်းကို မထိခိုက်စေရန်ဂရုပြုရပါမယ်။အတန်ဤကျေလောင်ခြင်းကိုတကယ်လို့ကဒက်စီဘယ်လို့ခေါ်တဲ့ dB နဲ့တိုင်းတာပါတယ်။ကဲဟုတ်ပြီနော်။ဒါဆိုရင်ဒီကျေကတောက်သမီးတို့ကိုအခုအတန်နဲ့အတန်ကိုကြားရခြင်းလေးကိုရှင်းပြပေးရပဲဖြစ်တယ်နော်။ ကဲတကယ်လို့ဒါဆိုရင်အတန်ပြောင်းခြင်းနဲ့အတန်ဆုပ်ယူခြင်းဆိုတာလေးကိုတကယ်ဟာတာဝန်သမီးတို့ကိုရှင်းပြပေးမယ်။ကဲအဲ့တော့မျက်နှာပြင်တစ်ခုပေါ်ကိုတကယ်တို့ဟာအလင်းကျရောက်တဲ့အခါမှာတကယ်တို့အလင်းပြောင်းနိုင်ကြောင်းကိုလေ့လာခဲ့ပြီးဖြစ်တယ်။အဲ့လိုပဲအတန်ဟာလည်းပဲတင့်လျော်သောမျက်နှာပြင်နဲ့ထိရိုက်တဲ့အခါမှာအတန်ပြောင်းနိုင်ပါတယ်။ကဲဒါဆိုရင်တကယ်တို့လုပ်ငန်းတစ်ကလေးကိုလက်တွေ့လေ့လာကြည့်အောင်ကဲအဲ့တော့တာဝန်သမီးတို့ရဲ့အကြောင်းသုံးဖတ်စာအောင်မှာပါတယ်။စာမျက်နှာ85က ပုံ6သုံးအတိုင်းပဲเนาะတချို့ပြထားတဲ့အတိုင်းပဲဇပွဲတင်နိုင်တလုံးကိုတချို့တစ်ဖက်ပွင့်ပြွန်เนาะပြွန်လုံးတစ်ခုရဲ့တချို့အဝမှာထားပါမယ်ပြီးသွားလို့ရှိရင်เนาะအဲ့ဒီပြွန်လုံးကိုတော့တချို့အတံပံမျက်နှာပြင်နဲ့အနှဲငယ်စောင်းပြီးတော့မှထားပါမယ်ပြီးရင်ညံ့နံပြင်းပေါ့နော်အတန်ပြန်ညံ့နံပြင်းအားအတန်ထိရိုက်မိနေရာကိုမှန်းဆ၍အချားပြုံလုံးတစ်ခုကိုရွှေ့ပြီးတော့မှတချို့ကနာယီဆက်တံကိုနားထောင်ပါအတန်ကြားရတဲ့အထိလှုပ်ဆောင်ပါတဲ့ ပြန်အထက်ပါစမ်းသပ်ချက်အရာအတန်ဒီတဲ့လျော်သောမျက်နှာပြင်နဲ့ထိရိုက်တဲ့အခါမှာအတန်ပြန်နိုင်ပါတယ်ထုံမျက်နှာပြင်ဟာမာကျောသောမျက်နှာပြင်တော့ဖြစ်ရမယ်ကဲအဲ့တော့ဒီချိန်ကတာဝတ်သမီးတို့ကိုတာဝတ်သမီးတွေဖတ်ဆောင်မှာ เนาะပါတဲ့အတိုင်းပဲတခြေကဆင်ထားတာဖြစ်တယ်အဲ့တော့တခြေတို့ကစပွဲတင်နိုင်မှာဒါအလန်းမြေရပါဘောเนาะအတံမြေရဲ့နိုင်လေးအဲ့တော့အတံမြေနိုင်ကိုတခြေကဖွင့်လိုက်ပြီဆိုတာ ਨੇ ဒီကလာတဲ့အတံဟာဟုတ်ပြီเนาะဒီပိုင်လုံးလေးကိုဖြတ်မယ်ပြီးသွားတာ ਨੇ တခြေတို့မာကြောတဲ့မျက်နှာပြင်ကိုထိရိုက်ပြီးတဲ့အခါမှာတစ်ဖက်เนาะတခြေတို့ပိုင်လုံးလေးကနေပြီးတော့မှအတံထွက်လာမယ်အဲ့ဒါကိုတခြေတို့ကနားနဲ့နားထောင်มาပဲဖြစ်တယ်ကဲအဲ့တော့တာဟုတ်သမီးတို့ကလည်းအိမ်မှာเนาะတခြေလိုပဲလက်တွေစမ်းသက်ကြည့်မယ်เนาะကဲဒါဆိုရင်ဒီကျေကဒီဟာလေးကိုဖွင့်လိုက်မယ်ထား ်ပြီအဲဟုတ်ပြီเนาะဒီတော့အဲ့ဒါဒလာထွက်လာတဲ့အတန်လေးကိုတီချေတို့ကနားထောင်ပြီးသွားတဲ့အခါမှာဒီဘက်ကနေနားထောင်မယ် ဲ့တော့တာလို့သမီးတို့ကဒီပိုင်လုံးကလာတဲ့အတန်လေးကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ဒီအတန်လေးကနည်းနည်းလေးတိုးတဲ့အတန်လေးနဲ့နားထောင်ကြည့်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့တာလို့သမီးတို့ဒီပိုင်လုံးကနေလာတဲ့အတန်လေးကိုတာလို့သမီးတို့ပို့ကြရမှာဖြစ်တယ်ဒီချက်နိုင်လေးကတော့နည်းနည်းလေးအတန်လေးကတော့ကျေနေနော်ကဲအဲ့ရနေပြီးတော့မှဒီချက်တို့ကအတန်ကနော်ဒီကလာတဲ့အတန်ဒီဘက်ပိုင်လုံးကလာတဲ့အတန်ဟာမာကျိုးတဲ့မျက်နှာပြင်ကိုထိမယ်ပြီးဒီဘက်ကပိုင်လုံးကနေပြီးတော့မှအတန်ကပြန်လာမယ်အဲ့ဒါကိုတာလို့သမီးတို့ရဲ့နားနဲ့နားထောင်မယ်ဟုတ်ပြီနော် ကဲဒါလေးကတော့ဒီချေကတာလို့သမီးတို့ကိုရှင်းပြပေးတာဖြစ်တယ်လက်တွေ့ပြုလုပ်ပေးတာဖြစ်တယ်အဲ့တော့တာလို့သမီးတို့အိမ်မှာလဲကိုယ်တိုင်းပေါ့နော်ဒီချေအခုပြုလုပ်သလိုမျိုးပဲလက်တွေလေးပြုလုပ်ပြီးတော့စမ်းသပ်ကြည့်လို့ရရယ်နော်เออตาတို့သမီးတို့လုပ်ငန်းတစ်ကလေးကိုဆက်ပြီးတော့ကြည်အောင်အဲ့တော့ตาတို့သမီးတို့ရဲ့အကြောင်း၃ဖက်စာအုပ်မှာပါတဲ့စာမျက်နှာ85ကပုံ64 ပဲ့တင်တန်ဖြစ်ပေါ်ပုံဆိုတာလေးကို တွေ့ပဲเนาะကဲအဲ့ဒါလေးပုံလေးကိုကြည့်ပါဦးကဲဟုတ်ပြီဒါဆိုရင်ဒီချေတို့လုပ်ငန်းနှစ်ကလေးသွားရအောင်လုပ်ငန်းနှစ်မျက်နှာပြင်တစ်ခုကိုထိရိုက်တဲ့အခါမှာအတန်လိုင်းနဲ့ပြန်လာတော့အတန်လိုင်းတော့ဟာကြိမ်နှုံးတူလို့ရှိရင်တော့ဒီချေတို့ပဲ့တင်တန်ဖြစ်ပေါ်တယ်အဲ့တော့ပြိုင်လျက်ရှိတဲ့နံရံနှစ်ခုကြားဟုတ်ကဲ့နော်ဒီလိုပြိုင်လျက်ရှိရဲ့နယံတစ်ခုကြားမှာစမ်းသက်သူတယောက်ရှိနေမယ်ဆိုလို့ရှိရင်ထို့သူဟာပဲ့တင်တန်ကို ကြားရပါမယ်အဲ့တော့ပုံပေါ့နော်640ပုံနေတိုင်းပဲအဲ့တော့ပဲ့တင်တန်းကိုမြည်သည့်နေရာတွေမှာကြားနိုင်ပါတယ်လေကဲတော့သူမျိုးစဉ်းစားကြည့်ပါအောင်ပဲ့တင်တန်းကိုဘယ်လိုနေရာတွေမှာကြားနိုင်လဲဟုတ်ပြီကဲဒါဆိုရင်ဒီချက်နဲ့တူတူအဖြေလေးကိုကြည့်ရအောင်အဲ့တော့ပဲ့တင်တန်းတွေကိုဒီချက်တော့လှိုင်းကူအတွင်းရေတွင်းတယ်ပြီးရင်တောင်နှစ်ခုအကြားအစရှိတဲ့နေရာတွေမှာအပံကိုပြုတ်လိုက်ရင်ဒီချက်တော့ကြားနိုင်ပါတယ် ဘာကြောင့်လဲဆိုတော့သူတို့ဟာเนาะတကယ်လို့နိုင်ရန်နှစ်ခုကြားမှာဆိုလို့ရှိရင်ချိန်နှုံးတူတဲ့အတန်လှိုင်းများဖြစ်ပေါ်နေခြင်းကြောင့်ပဲဖြစ်ပါတယ်အဲ့တော့ပဲ့တင်တန်ကိုတကယ်လို့အဆုံးပြုတ်ပြီးတော့မှအတန်ပင်ရင်းနဲ့အတန်ပြန်မျက်နှာပြင်ကြားအကွာအဝေးကိုတွက်ဆနိုင်ပါတယ်ကဲဒါဆိုလို့ရှိရင်တကယ်ပုံစံလေးလေးကိုသားသမီးတို့ပြပါမယ်ဟုတ်ပြီနော်အဲ့တော့အတန်ရဲ့အလင်းအသွာအပြန်အကွာအဝေးပြီးရင်အောက်မှာစားမယ်ဘာနဲ့စားမလဲဆိုရင်ကြာချိန်နဲ့တကယ်လို့ စားမယ်ဆိုလို့ရှင်သူရဲ့ပုံသင်နည်းလေးကိုရပါတယ်။ကဲဒါဆိုရင်တီချယ်တို့နောက်ထပ်လုပ်ငန်းဆောင်လေးကိုဆက်ကြည့်အောင်နော်။ကဲတာတော်သမီးတို့ရဲ့ကြောင်းသုံးဖက်စာအုပ်မှာပါတဲ့ဇာမျက်နှာ86ကပုံ6ကအချို့သောမျက်နှာပြင်သည်အတန်ကိုစုပ်ယူနိုင်ပုံဆိုတဲ့ပုံလေးကိုကြည့်ပေးပါဟုတ်ပြီဒါဆိုဒီချေတော့လုပ်ငန်းသုံးသွားမယ်လုပ်ငန်းသုံး အတန်ဟာဆိုလို့ရှိရင်တော့မျက်နှာပြင်တစ်ခုနဲ့ထိရိုက်တဲ့အခါမှာအတန်ပြန်နိုင်ပါတယ်။သို့တော်လည်းတချို့တို့မျက်နှာပြင်တိုင်းတော့အတန်ပြန်နိုင်ခြင်းမရှိဘူးနော်။မာကြောတဲ့မျက်နှာပြင်တွေမှာဆိုလို့ရှိရင်တော့အတန်ပြန်ခြင်းဖြစ်ပေါ်တဲ့တော်လဲပေါ့နော်။ဖြစ်ပေါ်တော့လဲနူးညံ့တဲ့အမွှေးပွားများထူပွားတဲ့အဝတ်များ သုံးမွေးထည်များ အပေါက်ပါသောအမြင်ပြားများနဲ့ကော်စောများ ဒါတွေဟာတချို့လိုအတန်ဆုပ်ယူနိုင်တဲ့မျက်နှာပြင်တွေပဲဖြစ်ပါတယ်အဲ့တော့ပုံချောင်ကားလေးကိုကြည့်ပေးပါဦးဟုတ်ပြီနော်ကိုနေအောင်ကတကယ်ပြောတဲ့ပုံချောင်ကားလို့သားသမီးတို့ကြည်ထားပြီပါအဲ့တော့အတန်ဆုပ်ယူခြင်းကိုမြည်တို့နားလဲပါသနည်းတဲ့ပုံလေးကိုကြည့်ပြီးစဉ်းစားကြည့်ပါအောင် အတန်ဆုပ်ယူရသားသမီးတို့ဘယ်လိုနားလဲပါသလဲအတန်ဆုပ်ယူခြင်းဆိုတာကတော့အတန်ဟာဆုပ်ယူနိုင်တဲ့မျက်နှာပြင်များနဲ့ထိရိုက်မိတဲ့အခါမှာအတန်စွန့်ရင်မှ အခြားစွန့်ရင်များအဖြစ်ပြောင်းလဲခြင်းပဲဖြစ်ပါတယ် ကဲဒါဆိုရင်ဒီချေတို့လုပ်ငန်းလေးလေးကိုဆက်ပြီးတော့ကြည့်အောင်ဒါတို့သမီးတို့ရဲ့အကြောင်းသုံးဖက်စာအုပ်မှာပါတဲ့စာမျက်နှာ86ကပုံ66အတန်ဆုပ်ယူနိုင်သောပစ္စည်းများဆိုတာရှိတယ်။ကဲပုံလေးကိုကြည့်ပေးပါ။ကဲဒါဆိုရင်ဒီချေတို့လုပ်ငန်းလေးလေးကိုကြည့်အောင်လုပ်ငန်းလေးပဲ့တင်တန်များကင်းရှင်းစေရန်နံရံများနဲ့မျက်နှာချက်များတွင်ပုံ66၌ပြထားတဲ့အတန်ဆုပ်ယူနိုင်သောပစ္စည်းများဖြင့် ကာယံမုံမှန်ကြရပါတယ်တဲ့အဲ့တော့ဒါတော့သမီးတို့ကြည်ပါဦးအတန်ဆုပ်ယူနိုင်တဲ့ပေါ့နော်အတန်ဆုပ်ယူသောပစ္စည်းများကိုမြည်သည့်နေရာများတွင်အသုံးပြုတယ်ဘလို့နေရာတွေမှာအသုံးပြုမထင်လဲအတန်ဆုပ်ယူနိုင်တဲ့ပစ္စည်းတွေဟုတ်တယ်ကဲတခြားတို့တွေတအားသမီးတို့စတူဒီယို မြင်မှုကြလားသွားမှုကြလားအဲအဲ့ဒီစတူဒီယိုတွေမှာဆိုလို့ရှိရင်တချို့တော့ဘေးလေးတွေမှာဆိုလို့ရှိရင်ခုတချို့ပြဟားတယ်နော်တာဝသမီးတို့ရဲ့ပုံဟုတ်ပြီနော်6 6ကပုံလေးတွေအတိုင်းပဲအဲ့ဒီပစ္စည်းကလေးတွေကိုနယံလေးတွေမှာအသုံးပြုပေးထားတယ်ဟုတ်ပြီနော်ကဲဒါဆိုလို့ရှင်ဒီ channel အတူတူအဓိကချက်ကလေးကိုကြည့်အောင်အဓိကအချက်များအတန်ဟာမျက်နှာပြင်တစ်ခုနဲ့ထိရိုက်တဲ့အခါမှာအတန်ပြန်နိုင်ပါတယ် မျက်နှာပြင်တစ်ခုကိုထိရိုက်တော့အတန်လိုက်နဲ့ပြန်လာတော့အတန်လိုက်လို့ဟာကြိမ်နှုံးတူတဲ့ဖြစ်ပဲ့တင်တဲ့ဖြစ်ပေါ်ပါဗျာအဲ့တော့ပဲ့တင်တဲ့ကို အသုံးပြုပြီးတော့မှအတန်ပင်ရင်နဲ့အတန်ပြန်မျက်နှာပြင်ကြအကွာအဝေးကိုတွက်ဆနိုင်ပါတယ်အတန်ဆုပ်ယူခြင်းဆိုတာကတော့အတန်ဟာဆုပ်ယူနိုင်သောမျက်နှာပြင်များနဲ့ထိရိုက်မိတဲ့အခါမှာအတန်စွန့်ရင်မှ အခြားစွန့်ရင်အဖြစ်တော့ ပြောင်းလဲသွားခြင်းပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တောက်သမီးတို့အခုဒီချက်ရှင်းပြတာကိုနားလည်မယ်လို့ထင်ပါတယ်ကွယ်။ကဲဒါဆိုရင်တကယ်လို့ဟုတ်ပြီเนาะအတန်ကြီးသွားနှုံးလေးကို ကြည့်ရအောင်ကားတို့သမီးတို့ရဲ့ကျောင်းသုံးဖစာအုံမှာပါတဲ့စာမျက်နှာ80ခွန်ပုံ6ခွန်လျှက်စီးလက်ပြီးအနေငယ်အကြာမှတကယ်လို့ မိုးချုံတန်ကိုကြားရပုံလေးကိုကြည့်ပေးပါ။ကဲဟုတ်ပြီ။ဒါဆိုရင်တကယ်လို့စားရအောင်။အဲ့တော့အတန်ဟာလေထဲမှာဆိုလို့ရှိရင်တော့တစ်စက္ကန့်လင်342မီတာခန့်ပေ1100ခန့်သွားနိုင်ပါတယ်။ဆိုလိုဒီမှာတော့တကယ်လို့တမိုင်ခရီးကိုဖြတ်တန်းရင်5စက္ကန့်ခန့်เนาะသူက5စက္ကန့်ခန့်အချိန်ယူရတယ်။အတန်ရဲ့သွားနှုန်းကဆိုလို့ရှိရင်လေရဲ့အပူချိန်ပေါ်မှာမူတည်ပြီးတော့မှာ ပြောင်းလဲပါတယ်အဲ့တော့တမိုင်မှာဆိုရင်9280ပြီဒါမှမဟုတ်လို့ရှိရင်တော့1600မီတာခန့်ရှိပါတယ်ကဲဒါဆိုရင်ဒီချေတို့လုပ်ငန်းတက်ကလေးကို ကြည့်ရအောင်လုပ်ငန်းတက်ဇုံတယောက်နှစ်စကားပြောရတွင်တစ်ဖက်လူပြောသည့်အတန်ကိုချက်ချင်းကြားရသည တချို့သောကိစ္စရက်များတဲ့မူအတန်သည်တဏီယာမှတဏီယာတို့ရောက်ရန် အချိန်ယူရကြောင်းသတိပြုမိနိုင်ပါသည်။ကဲအဲ့တော့ပုံ6ခွန်းလေးကိုကြည့်ပါ။အဲ့တော့မိုးချိုးပြည်ရာ၌လျှက်စည်းလက်ချင်းနှင့်မိုးချုံတန်တို့ကိုတဲ့မြည်သည်ကိုတချို့တို့ကဥစွာသိရှိရတဲ့နေအဲ့တော့လျှက်စည်းလက်တာလားမိုးချုံတာလားတောက်သမီးတို့စဉ်းစားကြည့်ပါဦး။ဟုတ်တယ်တချို့တို့လျှက်စည်းကအရင်လက်တယ်နော်။ အဲ့တော့လျှက်စီးလက်ပြီးအနှင်းငယ်ကြတော့မှလားဒီချေတော့မိုးကျုံတံကို ကြားရတာပဲဖြစ်တယ်ကဲဒါဆိုရင်ဒီချေတို့လုပ်ငန်းနှစ်ကလေးကိုကြည့်အောင်လုပ်ငန်းနှစ်အတန်ဤသွားနှုံသည် အခဲအရေအငွေ့ဂျားကန်တဲ့၃မျိုးပေါ်မှာမူတည်နေပါတယ်ထို့အပြင် အတန်ဤသွားနှုတ်ဟာတကယ်လို့အတန်ဖြတ်သွားသောဒရသားချားခံတဲ့ရဲ့အပူချိန်ပေါ်မှာလဲမူတည်နေပါတယ်လေတို့ရဲ့အပူချိန်များလာတာနဲ့အများအတန်ဤသွားနှုတ်ဟာလဲမြန်လာတာပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဒါတောက်သမီးတို့ကြည့်ပါဦးဇာတ်လေးကိုတကယ်ဇာတ်လေးပြပေးထားပါဗျာအဲ့တော့အတန်ရဲ့သွားနှုတ်ဟာတကယ်လို့အရာဝတ္ထုရဲ့အပူချိန်နဲ့အတန်ရဲ့သွားနှုတ်ကမတူပါဘူးเนาะကဲဒါလေးကိုကြည့်ပြီး လေ0ဒီဂရီဆက်စီရဲ့မှာဆိုလို့ရှိရင်တော့အတန်ရဲ့သွားနှုန်းကတစ်စက္ကန့်မှာဆိုလို့ရှိရင်330မီတာရှိတယ်။လေ20ဒီဂရီဆက်စီရဲ့မှာဆိုလို့ရှိရင်တော့အတန်ရဲ့သွားနှုန်းကတစ်စက္ကန့်မှာဆိုလို့ရှိရင်တော့342မီတာရှိပါတယ်။လေနော်အနှုတ်30ဒီဂရီဆက်စီရဲ့မှာဆိုလို့ရှိရင်တော့အတန်သွားနှုန်းကတစ်စက္ကန့်မှာဆိုရင်324မီတာဖြစ်ပါတယ်။ရေချိုး25ဒီဂရီ เนาะဆက်စီရမှာဆိုလို့ရှိရင်เนาะဒီကိလို့เนาะအတန်ရက်သွန်းတော့ဟာတစ်စက္ကန့်မှာဆိုလို့ရှိရင်တော့1469မီတာဖြစ်ပါတယ်။ရေငန်25ဒီဂရီဆက်စီရမှာဆိုလို့ရှိရင်တော့အတန်ရက်သွန်းတော့ဟာတစ်စက္ကန့်လေ1560မီတာဖြစ်တယ်။ကဲစတီးမစတီးမှာဆိုရင်တော့နော်20ဒီဂရီဆက်စီရမှာဆိုရင်တော့ဒီချေတို့ကအတန်ရက်သွန်းတော့ဟာတစ်စက္ကန့်မှာဆိုလို့ရှိရင်တော့9000မီတာဖြစ်တယ်။ ကဲလေဟာနေမှာဆိုရင်တော့တချို့အတန်ရဲ့အသွန်တော့ကတော့မဖြတ်တန်းနိုင်ပါဘူးအဲ့တော့လေမရှိတဲ့နေရာမှာအတန်မဖြတ်တန်းနိုင်ပါဘူးကွယ်ကဲဒါဆိုရင်တချို့အဓိကချက်ကလေးကိုကြည့်အောင်အဓိကချက်များလေထဲမှာဆိုလို့ရှိရင်တော့အတန်ရဲ့သွန်တော့ဟာတစ်စက္ကန့်မှာဆိုလို့ရှိရင်တော့340မီတာခန့်ပေ1100ခန့်ဖြစ်ပါတယ်အော်အတန်ရဲ့သွန်းတော့ဟာအတန်ဖြတ်သွားသောဂျားခန်နဲ့အခဲအရေး အငွေ့ပေါ်မှာမူတည်ပါတယ်။အတန်ရဲ့သွားနှုန်းဟာဆိုလို့ရှိရင်တော့အတန်ဖြတ်သွားသောဒရတာဂျားခန်တဲ့အပူချိန်ပေါ်မှာလည်းမူတည်ပါတယ်ကွယ်။အခုဒီချိန်ကသားတို့သမီးတို့ကို ရှင်းပြပေးလိုက်တာတော့အခန်း6စွန့်ရင်အမျိုးမျိုးကသင်ငန်းစာ1အတန်ချောင်းလေးပဲဖြစ်ပါတယ်။ကဲသားတို့သမီးတို့နားလည်မယ်လို့ဒီချိန်ထင်ပါတယ်။ဟုတ်ပြီနော်ဒီချိန်နဲ့တူတူနောက်သင်ငန်းစာလေးမှပြန်တွေ့မယ်နော်။